ဘေးရင်ရင်မကျိုးတော့ပါလေကျွန်တော်မနှောပေးတယ်ဆရာကျွန်တော်ဆရာပေးကနေ2019လောက်ကနေဆရာစာရီဖတ်လာတဲ့စာဖတ်ပြီးတက်တယောက်ပါဆရာကျွန်တော်နာမည်ကဦးမြင့်ပါဆရာကျွန်တော်မှာ2019ကနေဆိုတော့ကြာပြီပေါ့ခုဘာကိစ္စလဲ တိုင်းရင်းစိတ်လုံငန်းနာမည်လေးပေးခြင်းလိုပါဆရာကျွန်တော်မွေကူနစ်က1923ဒဝေရဲလာပြည်နေတနေ့လာသားပါဆရာညံပူတော်ကလွတ်ပြီးဗနေ့ဆောင်ရလဲဆရာကျွန်တော်ကနည်းနည်းအရေးကြီးနေလို့ပါနာဘီကမ်ဘီယာနဲ့ပတ်သက်တာလေးဆရာအချိန်ရရင်ဖြေပေးပါဦးကျွန်တော်မလုံငန်းမီရဖို့3ရက်ဆောင်ရပါတယ်ခမရကဗာကမ်ဘီယာနဲ့ပတ်သက်တာသိကျင်တာလေး ဩသုံးရက်တော့စောင့်နိုင်ပါလေဆရာကျွန်တော်ကညံဘူးသောကလွတ်ပြီးတပတ်လောက်စောင့်ရမယ်ထင်နေတာသိကျင်တာကဒီလိုပါဆရာဆရာကိုလေးလေးမှပါတဲ့လူကိုကုံအမတ်တစိကဂမ်ဘီယာနဲ့ပတ်သက်နေမလားလို့ပါဆရာအားဒါသိရင်ဗာဂမ်ဘီယာကုံမတ်စိပဲဆရာပြောပြပါလားနှုတ်မှာ ဟောအဲ့ဒါခမကသိကျင်လာလားခမကကျွန်တော်ပြင်မှာနေရှိကြရှိဘေးရင်စာဖက်ပြည့်တက်တယောက်ဆိုတော့ပြောပြရတာပေါ့ပထမဦးဆုံးပြောရမှာကဘေးနောင်ကျော်ထင်းနော်ရထမင်းကြီးအကြောင်းပဲသူကသမီးတော်ရာမနဲ့တိုက်ခိုက်တဲ့စစ်ပွဲမှာဘရုံမရွှေချရင်ကိုစင်ဦးတော်ကင်ပါဟင်းသာပြားတဲ့စီရင်ခဲ့တယ်ဘေးနောင်ကျော်ထင်းနော်ရထမင်းကြီးကိုယ်တိုင်ကလည်း ဘလုံးမရွှေကြိုင်ကွက်ထဲမှာပါတဲ့ရဟန်းအောင်မြတ်ခါတာတော်ကိုရွတ်ဖက်ပြီးမှစစ်ထွက်လေးရှိတယ်။ဒါကြောင့်ရန်သူတွေကစင်ကလက်ကြဆုံးပြီးသိအောင်မြင်ခဲ့တယ်ပေါ့။ဘလုံးမရွှေကြိုင်မှာပါတဲ့ရဟန်းအောင်မြတ်ခါတာတော်ကဘာတွေထူးခြားလဲကြည့်ကြည့်သားမှာဗျာ။ဇီနာတိမာယာကြီးဇီနောတရားလျောဇီနတဓမ္မောသဇီနေနာပူဇီတော် ီနောယသောနန္ဒသိနပတန္တိတောသီနာတယောတေဤတိတိနာမမံထူးခြားတာတော့မသိဘူးဆရာဇီးတွေထပ်နေတာတော့တွေ့တယ်ဘာထူးခြားလို့လဲဆရာကျွန်ုပ်မှာအဲ့ဒီကာထာတော်ကြီးကိုစမ်းကိုက်ဖွဲ့ကြည့်ရင် အပိုင်တိုင်းပိုင်တိုင်းမှာစမ်းကိုက်ဖွဲ့သေးပုံကတင့်မာတာ နှစ်မာတာ တင့်မာတာဇနေပုဂိုင်နှစ်မာတာနှစ်မာတာတင့်မာတာတက်အာသာကိုင်တင့်မာတာနှစ်မာတာတင့်မာတာဇနေပုဂိုင်နှစ်မာတာတင့်မာတာနှစ်မာတာရာမိကြကိုင်းဆိုပြီးအစဉ်အတိုင်းဆိုင်းခိုက်ဖွဲ့ထားတဲ့ဥမြင်ပရမဘိုက်ဒုတိယဘိုက်တတိယဘိုက်စတုထဘိုက်အပိုက်၄ဘိုက်လုံးဒီဆိုင်းခိုက်ဖွဲ့သီးပုံအတိုင်းပဲ အပိုက်တိုင်းပိုက်တိုင်းမှာဇနေပုခိုင်ကဥဆောင်ထားပြီးခိုင်ရအဖြစ်စားခိုင်နက္ခတ်အဖြစ်ပုံနာဖူရိချက်နက္ခတ်ခိုင်သောကနိနတအိဒါနေဒါခွေရနေဒါခိုင်ဖြစ်တဲ့နိနတစောင့်နေအတွက်ထွန်းလင်းတောက်ပါခြင်းကြည်ခဲ့ခြင်းသွမ်းအားကြီးခြင်းစတဲ့ဂျိုးတွေပေးသည်တည်းတကယ်လို့ စက်ထင်ရှားအောင်ပြောင်းဖွဲ့ခြင်းရင်မွေရင်ဒုတိယပါဒအဆုံးကပူဇိတော်ကို ပူဇတော်ဆိုပြီးပြောင်းဖွဲ့ရမယ်ဒါမှမဒါမှဇိညာပုံမှန်လာတဲ့ဇီးများနဲ့ပူဇပုံမှန်လာတဲ့ဇီးဟာ ရှင်းရှင်းလင်းလင်းကွဲပြားသွားလိမ့်မယ်ဥပမာဒီမှာကြည့်ဦးမြင်ဇိနာတိမာယာကြီးဇိနောတရားလျောဇိနတ္ထဓမ္မောဇာဇိနိနာပူဇတော်ဤနောယတောအနန္တဒိနပသံတိတော် ဣနာတယောတေယီတိတိနာမမဟံအဲ့ဒီလိုပြောင်းဖွဲ့မှာစက်နေရတယ်သိရမှာဒီလိုပြောင်းဖွဲ့လိုက်လို့လေမူလအဓိပ္ပာယ်လည်းမပြောင်းသလိုစံခိုင်းလည်းမပြောင်းဘူးတိချာကြည့်ဇီအခရာကရှစ်လုံးဖြစ်သွားပြီဇီတလုံးနဲ့တလုံးကအခရာ6လုံးกว่าတယ်အလဲ့မှစီဝါမှန်နေကဲထားလိုက်ပါတော့အဲ့ဒါတွေပြောလေခမရဦးလေးလေးဖြစ်နေမှာဟုတ်ပါတယ်ဆရာ အဲ့ဒါဒီဆရာပြောလေကျွန်တော်သိပြီးနားမလည်ဘူးခုကိုဆရာပြောတာတွေပတ်ပြီးလဲနေတာအဲ့ဒါဆိုရင်ခင်ဗျားသိကျင်တာပြောပြမယ်ဆော့ဆော့ကပြောတယ်ဆရာခိုလိမ့်သေးမှာပါတဲ့လူကိုကိုမတ်တသိက ခုကျွန်တော်ပြောပြနေတဲ့ဘရုံမရွှေချအင်းမှာပဲဟောအဲ့ဒါကိုကျွန်တော်ရှင်းရှင်းလင်းလင်းသိကျင်နေတာကျေးဇူးပါဆရာ ကျွန်တော်တန်ရေးစိတ်လုပ်ငန်းလေးနမိတ်ရေးပေးထားပါဦး။ညနေကျရင်ညံဘူးစကားလွှဲထားပါမယ်ဆရာ။ကျွန်ုပ်မဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပြောလိုက်ပါသူမကုန်းက1023တပူတဲ့လာပြည့်နှစ်ဖြစ်တဲ့အတွက်မဟာဘုတ်တုံညာကျွင်းတနေ့လာတိုက်ဖွားဖြစ်ပါနာမခေတ္တတန်ချောင်းကျွင်းဘွားဖြစ်ပါလေသူတိုင်းရေးလုပ်ငန်းအတွက် တောက်ကြအစာဆုံးအမိရွေးချယ်မိမိပေးရမယ်ဖြစ်ပြီးတော့အဲ့ဒီအမိကိုစေဆိုင်ကညှို့ဖွဲ့ကမိရွေးချယ်ပေးရမည်ဖြစ်ပါအားလုံးမိတ်ဆွေများရှင်လန်းချက်မိကြပါခင်ဗျာ